္လာပါရှင်။ဘာမခိတ္တိသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်။ တရုတ်ဝန်ပေါင်းကုမ္ပဏီအတွင်းတွင်တက်ဆွဲပြီးပြည်သူများကိုလက်နက်ကြီးနှင့်ပစ်ခတ်နေသောစစ်တပ်ကိုတရားခေါ်မှမှရှော့တိုက်တော်များနှင့်တော်လန်ရေးတပ်များကပြန်လည်ပစ်ခတ်မှုဝန်ပေါင်းအတွင်းတွင်ပောက်ကွဲမှုများဖြစ်ပေါ်ကမိများလောင်တန်းပြီးအရေးပေါ်အချက်ပေးသံဖြင့်တညာလုံးရုံးရင်းဆန့်ကပ်ဖြစ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစလင်ကြီးမြို့နယ်လက်ပတောင်းတောင်ကျင်းနီစင်မကင်းအတွင်းရှိတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်းအတွင်းတက်ဆွဲထားသောစစ်တပ်ကပြည်သူများကိုလက်နက်ကြီးများနှင့်ပစ်ခတ်တိုက်ခိုက်နေရာကြောင့်တော်လန်ရေးတပ်များကအဆိုပါစစ်တပ်ကိုတရားခေါ်မှမှရှော့တိုက်တော်များနှင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းဒေသခံ ပြည်သူများနဲ့တော်လှန်ရေးမြေကခုလိုပဲပြောဆိုထားပါတယ်။ရှမန်နေအော်တိုဘားလာ23ရက်နေ့ညပိုင်းတရားဝန်ပေါင်းကုမ္ပဏီအတွင်းတွင်တက်ဆွဲထားသောစစ်တပ်ကိုတော်လှန်ရေးတပ်များကတရားခွန်မောင်းမရှော့တိုက်တုံးများနဲ့နေရပေါင်းစုံမှပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအဆိုပါကုမ္ပဏီဝင်အတွင်းပောက်ကွဲမှုများဖြစ်ပေါ်ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝန်ပေါင်းကုမ္ပဏီဝင်အတွင်းအရေးပေါ်အော်အော်ဆွဲတဲ့များတညာလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားများစစ်ကားနဲ့ရဲကားများရုံးရင်းဆန်ခဲ့ဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။ ဝမ်ပေါင်းထဲမှာတက်ဆွဲထားတဲ့စစ်တပ်ကအနီးအနားကရွာတွေကိုလက်နက်ကြီးတွေနဲ့နေတိုင်းပစ်နေတာမင်းညကတော့ PDF တွေက short tight တုံးနေနဲ့ဝမ်ပေါင်းဝင်းအတွင်းထဲကစစ်တပ်ကိုပြန်ပစ်တယ်နေရာပေါင်းစုံကနေပြန်ပစ်တာအဲ့ဒါတွေကိုဘာတွေထိသွားလဲတော့မသိဘူးမိတွေလောင်တာအကြီးအကျယ်ပဲနောက်တော့ဝမ်ပေါင်းကုမ္ပဏီဝင်းအတွင်းမှာအရေးပေါ်အိုးအဆွဲတဲ့တွင်မိသက်ကားတွေစစ်ကားတွေနဲ့ရဲကားတွေနဲ့ရုံးရင်ဆန်ကက်ဖြစ်နေကုန်လားကိုတွေ့ရတယ်ပေါက်ကွဲမှုတွေလည်းဖြစ်တယ်ဘာတွေထိသွားလဲဆိုတာတော့မသိရသေးဘူးလို့ဒေတာခန့်ပြည်သူတို့ကခုလိုပဲဆိုပါတယ် ဆလင်ကြီးမျိုးအခြေစားတော်လှန်ရေးသတင်းရင်းမြစ်ကလည်းယမန်နေ့ညပိုင်းတရုတ်ဝမ်ပေါင်းကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကိုရှော့တိုက်တုံးများလက်နက်ကြီးများနဲ့တော်လှန်တပ်များကပစ်ခတ်ခဲ့မှုမှာမှန်ကန်ကြောင်းအတည်ပြုပြောဆိုပါရင်ဝမ်ပေါင်းထဲမှာတက်ဆွဲပြီးတော့ပြည်သူတွေကိုဒုက္ခပေးနေတာစစ်တပ်ကအဲဒီတော့တော်လှန်ရေးတပ်တွေကအဲဒီဝင်အတွင်ကစစ်တပ်ကိုပြန်ပစ်တာပောက်ကွဲမှုကလည်းဖြစ်တာမှန်ပါတယ်လို့ဆလင်ကြီးမျိုးအခြေစားတော်လှန်ရေးသတင်းရင်းမြစ်ကခုလိုပဲပြောဆိုထားပါတယ် အော်တိုဘာလ22ရက်နေ့တွင်တရုတ်ဝမ်မောင်ကုမ္ပဏီအတွင်းရှိစစ်တပ်ကလက်နက်ကြီးများနဲ့အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအကြောင်းမဲ့ပြုတ်ခတ်ခဲ့ကြောင်းလက်နက်ကြီးများမှာပေါန်တကာကျေးရွာမိုးချိုးပြင်ကျေးရွာနဲ့မဲဇလီကျေးရွာများကိုဥတီပစ်ခတ်ခဲ့ကြောင်းအခုလိုစစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတအုပ်ထက်မနေတရားရရှိခဲ့ပြီးနေအများစွာပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်အော်တိုဘာလ22ရက်နေ့ညနေပိုင်းတွင်လည်းဝမ်မေးရွာတဲ့ အနောက်မြောက်ဘက်ပလောင်ရွာလမ်းခွဲအနီးရှိဝမ်ပေါကော်မတီဝင်းအတွင်ကိမ်းမှာစစ်တပ်ကတနက်နေ့ရန်တန်းပစ်ခတ်၍ဝမင်းရွာသားတအူကြည်တိမှန်ကတရားရရှိခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ကစလင်ကြီးမြို့နယ်အတွင်းတွင်စစ်ကြောင်းထုတ်မှုများလှုပ်ဆောင်နေတဲ့အပြင်လေကြောင်းတက်ခတ်မှုများကိုလည်းမကြာခဏဆိုတလို့လှုပ်ဆောင်နေပြီးပြည်သူများစစ်ပေးရှောင်နေရကြောင်းဒေသခံပြည်သူများထံမှအခုလိုပဲသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးနန်းဟိုကြီးနှင့်မလိုင်မြို့နယ်တို့တွင်စစ်တပ်စစ်ကြောင်းများကိုတလားအကြာပိတ်ဆို့တက်ခတ်ခဲ့မှုပိုမှုကြုံမင်းအပါအဝင်စစ်သား38ဦးသေဆုံးပြီး9ဦးအရှင်မီကလက်နက်မျိုးစုံ40ကျော်ဒရုန်းနဲ့ကျမများတင်းစီရရှိခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ န္တလေးတိုင်းနရိုကြီးနှင့်မလိုင်မြို့နယ်တို့တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတလားအကြပိတ်ဆို့တိုက်ခတ်ခဲ့ရာဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား38ဦးသေဆုံးပြီးကိုဦးအရှင်မီကလက်နက်မျိုးစုံ40ကျော်ဒရုန်းနဲ့ကျန်းမာများတင်းစင်ရရှိခဲ့ကြောင်းမြင်းကြံခရိုင်အမှတ်လေးတရင်နှင့်မြင်းကြံခရိုင်အမှတ်30တရင်မှပြောရေးဆိုခွင့်ရှိသူဆရာဆိုကအခုလိုပဲပြောဆိုထားပါသည် စက်တင်ဘာလ25ရက်နေ့မွန်လယ်3နာရီခန့်တွင်နထိုးကြီးမြို့နယ်ရန်ကင်းဖရားမှမြိုင်သာကျေးရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်တပ်စစ်ကြောင်းကိုမြင်းကြံခရိုင်အမှတ်၄တပ်ရင်းမြင်းကြံခရိုင်အမှတ်30တပ်ရင်းမြင့်သားဘာကပါတခြားမဟာမိတ်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲအတွင်အကြမ်းဖက်စစ်တပ်ဗမာဗိုလ်ကြီးတအူးအပါအဝင်တပ်သား9ဦးနှင့်အထက်တေဆုံးခဲ့ကြောင်းဒါအပြင် တိုက်ပွဲအတွင်းစစ်သားအလောင်းတလောင်းနဲ့ MA5 တပ်နဲ့တလန်အားသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။အော်တိုဘာလာတရက်နေ့မွန်းလဲ2နာရီကျော်ကန်တွင်နထိုကြီးမြို့နယ်မြိုင်းသားရွာကိုမီးရှို့ဖျက်ဆီးပြီးနထိုကြီးမြို့နယ်တိုင်းလေရွာအနီးကိုဥတီစစ်ကြောင်းထိုးလာကအင်အား290ခန့်ပါစစ်ကြောင်းကိုမြင်းကျန်ခရိုင်အမှတ်၄တက်ရင်မြင်းကျန်ခရိုင်အမှတ်၁၀တက်ရင်နဲ့အတူ မဟာမိတ်ပူးပေါင်းအဖွဲ့များဖြစ်သော မြေသားပကပမြင်းကြံခရိုင်ဒရုန်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲ၃နာရီကျော်ကြာမြင့်ခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းကအထိနာပြီးဖွဲ့စည်းပုံပြက်ပြီးတော်လန်သွားခဲ့ကြောင်းရင်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သား၄ဦးကို အကြမ်းဖက်ဖမ်းမိပြီးစစ်သား၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရှိရပါသည်အဆိုပါတိုက်ပွဲအတွင်းအကြံဖက်စစ်တပ်ထံမှငကြင်းမီတက်လက် MA 11တက်လက် T3 နှစ်လက် MA1 တလက် N79 တလက် MA5 လက် drone နှစ်စီးကြီးမျိုးစုံ3332တောင်း40မမ3လုံး60မမ9လုံး RPG တပူ drop ဘုံ၄ပါပိုရန်တောင်း၁၁တောင်းလက်ပစ်ဘုံ၁၂လုံး Inaga တလုံးကြည်ပေါင်း22ပေါင်ကက်တီ73ခုဂျမကာတစီကာ30တို့ကိုတိစေရရှိခဲ့ကြောင်းသိရှိရပါသည် အော်တိုဘန်လ9ရက်နေ့တွင်မလိုင်မြို့နယ်နှောကန်ရွာဘက်မှမလိုင်မြို့နယ်အင်ဂျီတောရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်ကြောင်းကိုမြင်းကြံခရိုင်အမှတ်လေးတရင်မြင်းကြံခရိုင်အမှတ်30တရင်ကတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြသောအဆိုပါတိုက်ပွဲတွင်အော်တိုဘန်လ12ရက်နေ့တိ4ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ပွဲအတွင်မလိုင်မြို့နယ်နှင့်တောင်သာမြို့နယ်တို့တွင်အမျိုးသမီး20ဦးထက်ကိုအလို့မတူပဲအတင်းအဓမ္မပြုကျင့်တပ်ဖြတ်ပြီး ပြည်သူပိုင်နေအများကိုမီးရှို့ဖျက်ဆီးခြင်းများဥဆောင်လောက်ကိုင်းခဲ့သောပုံမှုကြော်မင်းအပါအဝင်စစ်သား20ဦးထပ်မံတေဆုံးပြီးစစ်သား9ဦးကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါသည်အဆိုပါတိုက်ပွဲအတွင်း MA16 လက် MA25 လက် MA36 လက် MA4 တလက် RPG တလက်ငကြင်းမီးနှစ်လက်60မမပြောင်းတူ3လက်60မမပြောင်းရှိတလက်ငကြင်းမီးပြောင်းတစ်ခု ကြီမျိုးစုံ 6098တောင်းပိုဂျီ25တောင်း40မမ15လုံး60မမ17လုံး RPG စနဘူး RPG ပိုရန်6တောင်းရစာပလင်17လုံးလက်ပစ်ပုံ4လုံး M9 2လုံး drone 2စီ drone shooter 2ခုကြောပိုဂျမ်ပါ2ခုဂျမ်ပါအကြီး2ခုကာ3စီ drone ပုံတီး2ပါဂျီပေါက်အစုံ56ပေါက်တို့ကိုလည်းတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ် အော်တိုဘန်လာစနေရနေ့တွင်မလိုင်မြို့နယ်အင်ဂျီတော်ရွာမှစစ်ကြောင်းထိုးလာသောအင်အား200ပါးစစ်ကြောင်းနှင့်မြင်းကြံခရိုင်အမှတ်လေးတပ်ရင်းမြင်းကြံခရိုင်အမှတ်30တပ်ရင်းတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှတိုက်ခိုက်သေးဆုံးမှုများပြားခဲ့ကြောင်းမလိုင်မြို့နယ်နှောကန်ရဲစခန်းမှစစ်ကူလာတဲ့စစ်ကြောင်းကိုပါမြင်းကြံခရိုင်အမှတ်လေးတပ်ရင်းမြင်းကြံခရိုင်အမှတ်30တပ်ရင်းနဲ့အတူမဟာမိတ်အဖွဲ့များဖြစ်သောမြင်းကြံခရိုင်အမှတ်1တပ်ရင်းမြင်းကြံခရိုင်အမှတ်8တပ်ရင်းနှစ်ထိုးကြီးပကပတတအူပကပတို့မှာ ဂျာဖြတ်တိုက်ခိုက်ခဲ့ပြီးအကျန်းဖက်စစ်တပ်မှထိခိုက်တိုက်စောမှုများပြခဲ့ပြီးအကျန်းဖက်စစ်သားများထံမှ MA1 လေးလက် MA2 နှစ်လက် MA3 လေးလက်60မမပြောင်းတိုတလက်တို့တင်းစီရရှိခဲ့ကြောင်းသိရှိရပါသည်ကျွန်တော်တို့မြင်းကြံခရိုင်ကိုစစ်ကောင်စီအထွေထွေထိုးစစ်ကာလာနဲ့ရောပြီးစစ်ကြောင်းထိုးမယ်လို့လွန်ခဲ့တဲ့3လလောက်ကတည်းကကြိုတင်ပြီးတော့ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။အခုအချိန်မှာကျွန်တော်တို့တလာပေါ်ရက်ရှည်နီးပါးထိတွေ့တိုက်ပွဲဖြစ်လာတဲ့အခါ ကျွန်တော်တို့ဆုံးရှုံးပြီးတော့မှပေးလိုက်ရတဲ့နေမြေတွေရှိတယ်တချို့ဟာဆိုရင် အခက်အခဲတွေကြားထဲကတိုက်ခိုက်ပြီးအောင်မြင်ခဲ့တာတွေရှိတယ်ဒါကြောင့်မို့ပြည်သူလူထုအနေနဲ့အလဲပိုင်းဒေတာမှာမန္တလေးတိုင်းစစ်ကောင်စီရဲ့ဗဟိုကြတဲ့အဆက်ချကြတဲ့ဒေတာတွေမှာတော်လိုင်းလုံနေတာဖြစ်တဲ့အတွက်အချို့အခက်အခဲတွေကိုနားလည်ပေးကြလို့မြစ်တိုင်းခင်အပါရင် ဒီလိုပို့ပြီးတော့စ조사သွားမယ်ဒီထက်ပို့ပြီးတော့အောင်မြင်တဲ့တိုက်ပွဲတွေဖော်ဆောင်မှု조사ရုံးကန်သွားမယ်လို့မြင့်ကျန်ခရိုင်အမှတ်လေးတရင်နဲ့မြင့်ကျန်ခရိုင်အမှတ်30တရင်မှာပြောရေးဆိုခွင့်ရှိသူဆရာဆိုကခုလိုပဲပြောဆိုထားပါတယ် စက်တင်ဘာလ25ရက်နေ့မှာအော်တိုဘာလ12ရက်နေ့တိမြင်းကြံခရိုင်အမှတ်လေးတက်ရင်မြင်းကြံခရိုင်အမှတ်30တက်ရင်တို့နဲ့အတူပူပေါင်းအဖွဲ့များဟာစစ်ကောင်ရှင်မှလှုပ်ဆောင်ခဲ့သောထိုးစစ်အားအကောင်းဆုံးခုခံကာကွယ်ခဲ့ပြီးခန့်စစ်အနေထားမှာထိုးစစ်အသွင်ပြင်သွရဲဘော်များက အသက်သွေးချွေးများယင်းပြီးစစ်ဦးတော်လန်အထိတွန်းလှန်ခဲ့ကြောင်း တော်လန်ရေးကာလဖြစ်တဲ့အတွက်လည်းတည်ရင်တက်ဖွဲ့အပေါ်ကိုပြည်သူလူထုအနေနဲ့နားလည်သဘောပေါက်လိမ့်မယ်လို့ယုံကြည်ကြောင်းစစ်ကောင်စီတိုးစစ်တွင်လေးချောင်းကိုအလွန်အကျွံတုံးခဲ့တာကိုလည်းပြည်သူများသိရှိခဲ့ပြီးဖြစ်ကြောင်းဆက်လက်ပြီးတော်လန်ရေးအရွှေတစ်ခုကိုဥတီတဲ့စစ်ရေးဖော်ဆောင်မှုကိုရှိလာအောင်ဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့တော်လန်တော်လန်လူစိတ်ကိုမဆုတ်မနစ်ပဲဘုံရန်သူအားမလျော့တော့နိုင်သည့် တာဝန်ကိုထမ်းပြီးပြည်သူနဲ့တော်လှန်ရေးရဲဘော်တော်လှန်ရေးများနဲ့ပြည်သူလက်တွဲမဖြုတ်ပဲစီလုံးညီညွတ်စွာတော်လှန်ရေးအောင်ပွဲရသည့်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆရာဆိုးကခုလိုပြောဆိုထားကြောင်းသိရှိရပါရဲ့ရှင်။